ုတ်ကြီးရဲ့ရှယ်သွင်းကုန်းနဲ့အတူစာချိန်ကောင်းတစ်ခုရရှိခဲ့တဲ့စကော့တလန်အားလုံးပဲမိင်္ဂလာပါကျွန်တော်ရဲ့ Animation Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီ2026ကဘာဖလားပြိုင်ပွဲကြီးအတွက်ရှင်ပြိုင်မှုတွေကတော့တကယ့်ကိုအားရစရာကောင်းမွန်ခဲ့ပါတယ်ဒီပြိုင်ပွဲကြီးစီကိုတလန်ွက်ရရှိသွားပြီဖြစ်တဲ့အသင်းတွေလည်းရှိခဲ့သလိုတချို့အသင်းတွေကလည်းနောက်ဆုံးအချိန်ထိအားကျမတဲ့ရှင်ပြိုင်ခဲ့ကြရပါတယ်ဒီထဲမှာဆိုရင်ပြီးခဲ့တဲ့ညကရှင်ပြိုင်ကစားခဲ့တဲ့စကော့တလန်အသင်းနဲ့ဒိမတ်အသင်းတို့ရဲ့ပွဲစဉ်ဟာအတော်လေးကိုကြည်ကောင်းခဲ့ပါတယ် အစိုးရအတွင်းမှာရမှတ်ကမတိမရင်ဖြစ်နေခဲ့ပြီးတော့အနိုင်ရရှိတဲ့အသင်းကနောက်တစ်ဆင့်ကိုတက်လန်းခွေရမှာဖြစ်တာကြောင့်နှစ်သင်းစလုံးကအားကျမတန်ကစားခဲ့ကြပါတယ်။ဘယ်ကစားချိန်3မိနစ်မှာတော့စကော့တလန်အသင်းကိုအမြဲတမ်းကောင်းချင်းတွေယူဆောင်လာပေးတဲ့တဲ့တနည်းအားဖြင့်စကော့တလန်ဇီးတန်းလို့ဆစ်ချစ်စနိုးနဲ့ခေါ်ဝေါ်သမုတ်ကြတဲ့တုတ်ကြီးခေါ်တိုမီနေရဲ့လှပတဲ့ဘိုင်စကယ်ကစ်သွင်းကိုကိုတွေ့ရှိခဲ့ရပါတယ်။အသားလေးမြောက်ချလာတဲ့ဘောလုံးကိုချိန်သားကైသွင်းယူခဲ့ရင်လည်းအဖို့တန်သွင်းကိုကိုသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုသွင်းကိုမျိုးဆိုတာကဘလုံးပွဲတွေမှာမြင်ရခဲ့တဲ့သွင်းကိုမျိုးတွေဖြစ်ပြီးတော့တုတ်ကြီးကတော့တကယ်ကိုမှသေတက်လှပအောင်အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးအချိန်မှာတော့စကော့တလန်အသင်းက၄ဂိုး၂ဂိုးဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပြီးတော့နောက်တစ်ဆင့်ကိုတိုက်ရိုက်တလန်းခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာရှုံးနေခဲ့တဲ့ဒိမတ်အသင်းကတော့နောက်တစ်ဆင့်ကိုတက်လန်းနိုင်ဖို့အတွက်ခြေစစ်ပွဲတွေကိုကစားသွားရတော့မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ရရှိခဲ့ပြီးကမ္ဘာဖလားကိုဝင်ဝင်ရရှိခဲ့တာကြောင့်စကော့တလန်အသင်းဟာအသင်းသမိုင်းတစ်လျှောက်1998ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်နဲ့ ကဘာဖလာကိုဝင်ရောက်ရှေ့ပြန်ခွင့်ရရှိခဲ့ပြီပဲဖြစ်ပါလေကဘာဖလာနောက်တစ်ဆင့်မှာဘယ်အဆင့်ထိတလန်းသွားနိုင်မလဲဆိုတာကိုတော့အထီးအကြီးမပြောနိုင်ခဲ့ပြီပဲလေဒီလိုမျိုးတိုက်ရိုက်တလန်းခွင့်ရရှိသွားတဲ့အတွက်စကော့တလန်အသင်းအတွက်ဂုဏ်ယူပွဲကောင်းသလိုဒီနိုင်ငံရဲ့ပရိသတ်တွေအတွက်လည်းပြုံးမပြတ်အောင်ဝမ်းသာနေကြမယ်ဆိုတာသိကြပါလေတုတ်ကြီးဟာမန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာပြီးနောက်ပိုင်းမှာအတော်လေးကိုမှခြေစွမ်းပြေကစားနိုင်နေတာကိုတွေ့ရပါလေတကယ်တော့တုတ်ကြီးက United အသင်းမှာတည်းကခြေစွမ်းမပြနိုင်တာမျိုးတော့မဟုတ်ဖ ೇನೆ အသင်းဘက်ကသူ့ရဲ့ကစားပုံကိုအသင်းစိတ်မတွက်ချက်ခဲ့ပဲနဲ့ တုတ်ကြီးကိုကွင်းလေအဖြတ်မှာသာထားပြီးတော့သုံးဆွဲခဲ့ပါတယ်။တကယ်ဆိုရင်တုတ်ကြီးကတိုက်စစ်အာတန်နဲ့ကွင်းလေကစားသမားမျိုးဖြစ်တာကြောင့်သူ့ကိုကွင်းလေတိုက်စစ်နေရာမှာထားပြီးတော့ကစားခဲ့တင်တာပဲဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းပဲကွင်းလေတိုက်စစ်မှာကစားရင်းနဲ့ကိုရီသွင်းယူရတာကိုကြိုက်နေတတ်တယ်ဆိုတဲ့အကြောင်းတဖက်ဖက်ပြောခဲ့ပေမဲ့လေမန်ယူအသင်းကတော့သူ့ကိုကွင်းလေအဖြတ်နေရာမှာသာထားသုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေအနာနယ်စိတ်မတည့်တဲ့သဘောမျိုးတွေဖြစ်ခဲ့ပြီးတော့တိုမီနီတရားကိုမန်ယူအသင်းမှာဘာမှအောင်မြင်မှုတွေမရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာတော့မတုတ်ကြီးဟာပရီးမီးယားလိစူပါဆပ်လို့တော့တင်စားခေါ်လို့ရတယ်။လူစားဝင်ကစားရင်းနဲ့တင်းကိုတွေကိုမကြာခဏဆိုသလိုသွင်းယူခဲ့တာကိုလည်းပရိသတ်တွေအားလုံးအသိပါပဲ။အထူးခြားဆုံးကတော့ပကန်ဖို့အသင်းကိုမင်းနေ90အထိရှုံးနေနေပြီးအချိန်အချိန်ပေါ်9မိနစ်အတွင်းမှာတိုမီနေတယောက်ထဲကအနိုင်သွင်းကိုနှစ်ကိုယ်စလုံးကိုသွင်းယူခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလိုနဲ့မန်ယူနဲ့တိုမီနေတို့ဟာနေရာမှာချင်းယထာတစ်ခုမှလွဲချော်ခဲ့ပြီးတော့တိုမီနေဟာနာပိုလီအရောက်မှာလဲခြေစွမ်းပြလဲရရှိပါတယ်။ အခုလက်စကော့တလန်အသင်းကိုထပ်တင်ထားခဲ့ပြီးတော့အမေနိုင်ငံအတွက်နိုင်ငံသားကောင်းတဦးဖြစ်တယ်ဆိုတော့ကိုပရိသတ်တွေအားလုံးလည်းတွေ့နေရပြီဖြစ်ပါတယ်။ဒါတွေကိုမြင်ပြီးတော့မန်ယူပရိသတ်တွေကလည်းတိုမီနီကိုလွမ်းကောင်းလွမ်းနိုင်ပေမဲ့လည်းပြန်လည်းမဆုံးစည်းနိုင်တော့တာမို့တုတ်ကြီးတယောက်ရှေ့ဆက်ပြီးအများကြီးအောင်မြင်ပါစေလို့သာဆုတောင်းနေကြရပါတော့လေ။အဆုံးထိကြည့်ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။